အားလုံးပဲမင်္ဂလာပါရန်ကုန် Time Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့လကဘာကိုအကွက်ရဲ့အောင်စားသူတို့အူကြောင့်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်80ခုနှစ် San Francisco ရဲ့မှောင်မိုက်တဲ့ညတညာ Dennis Hall ကိုခေါ်တဲ့အလုပ်လက်မဲ့တူဟာစိတ်ထွေထွေနဲ့တိုက်ခန်းပရင်းပေါက်ကနေအပေါ်မောကြည့်လိုက်ပါတယ် ညီဝင်းမှာတော့လာမင်းကြီးဟာအေဂျင့်ဆိုတာတောက်ပါလို့ပေါ့ဒီနေ့ဟုတ်ကတော့ငွေကြေးပြဿနာတွေနဲ့မအေဂျင့်နိုင်ပဲမျောလင်းချက်ပြောင်းနေပါတယ်ကဘာပေါ်ရှိရှိတမျှအရာအလုံးကတူဦးတယောက်ဒါမှမဟုတ်အစိုးရတရက်ကပိုင်ဆိုင်ထားတာပါပဲလားဒါဆိုဒီလာမင်းကြီးကိုကဘယ်သူကပိုင်တာပါလဲသူ့ခေါင်းနဲ့ဒီမေးခွန်းတွေဝင်လာပြီးရဲ့နောက်မှာတော့ဟုံမဲဆက်လို့အိတ်မပြောနိုင်တော့ပါဒီမေးခွန်းဟာသူ့အတွက်မျောလင်းချက်အလင်းဆက်လေးများလားပေါ့ အဲ့နောက်မှာတော့သူဟာဥပရိကျန်းစာအုပ်တွေနဲ့အာဂါသဆိုင်ရာစာချုပ်တွေကိုစတင်ဖတ်ရှုလေ့လာပါတော့တယ်။သူအဓိကအာရုံဖြတ်ချက်တာကတော့1969ခုနှစ်မှာ ကုလသမဂ္ဂကချုပ်ဆိုခဲ့တဲ့ပြင်ပအာဂါသပဋိညင်စာချုပ် Outer Space Treaty ပါပဲ။ဒီစာချုပ်ရဲ့အရေးကြီးဆုံးပုံမှန်နဲ့မှာမြည်သည့်နိုင်ငံတော်ကမှလာမင်းတို့မဟုတ်အခြားသူများအားအထုတ်ချအာဏာဖြင့်တင်းယူပိုင်ဆိုင်ခြင်းမပြုရလို့ဖော်ပြထားပါတယ်။ဟုံမဲမျိုးလုံးတွေဟာအယောင်တောက်ပလို့သွားပါတယ်။ စာချုပ်ထွေးမှာတော့နိုင်ငံတော်ဆိုပြီးပဲတားမြစ်ထားတာဖြစ်ပြီးပုဂ္ဂလိကတဦးချင်းဆိုတာကိုတားမြစ်မထားတဲ့အချက်ကိုတွေ့လိုက်တာကြောင့်ပါပဲ။ဒါဟာဟုံမဲတော်တော်ဥပဒေကဲပေါက်ပါပဲ။ဒါဆိုရင်ငါဟာလောက်ကိုပိုင်ဆိုင်ချောင်းတောင်းဆိုနိုင်တယ် နောက်တနေ့မှာတော့သူဟာဆန်ဖရန်စစ္စကိုမြို့နယ်မှတ်ပုံတွေရောက်ကိုသွားပြီးလမ်းမကြီးတစ်ခုလုံးကိုပိုင်ဆိုင်ကြောင်းတောင်းဆိုလာတင်သွင်းခဲ့ပါတယ်။မှတ်ပုံတွေရောကအရာရှိတွေကအစတော့ရီမောကြပြီးငင်းဆန်ကြပေမဲ့ဥပဒေကေဘောက်ကို ဟုံမဲဘက်ကအခိုင်အမာညင်းခုန်ပြနိုင်တာမို့နောက်ဆုံးသူ့တောင်းဆိုချက်ကိုမှတ်တမ်းအဖြစ်လက်ခံလိုက်ရပါတော့တယ်။တရားဝင်မှတ်တမ်းကိုလက်ထဲကင်ဆောင်ပြီးဟုံမဲဟာကုလသမဂ္ဂအပါအဝင်ကမ္ဘာအစိုးရရေးစီစာရီပို့ပါတော့တယ် ျွန်ုပ်သည်လကပအိမူလပိုင်ရှင်ဖြစ်ကြောင်းတင်ညာအပ်သည်တန်ကွက်လူကအချောင်းပြန်ကြရန်ဆိုရက်စိန်ခေါ်တန်ပါတဲ့စာရီပါပဲဘယ်နိုင်ငံဘယ်အဖွဲ့အစည်းကမှ တရားဝင်တုံ့ပြန်တာကန့်ကွက်တာမပြုကြတဲ့အခါမှာတော့ဟုံမဲကသူ့ပိုင်ဆိုင်မှုကိုတိတ်ဆိတ်စွာအတိမတ်ပြုတာလို့သတ်မှတ်ပြီးသူ့ရဲ့စီးပွားရေးစဉ်စားကန့်ကိုစတင်ဖွင့်လှစ်ပါတော့တယ် Luna Embassy Corporation ဆိုတဲ့နာမည်နဲ့ Luna Embassy ကိုတည်ထောင်ပြီးရဲ့နောက်မှာဟုံမဲဟာ လပေါ်ကမြေနေရာတွေကို အကွက်ရိုက်စတင်ရောင်းချပါတော့တယ်။လပေါ်ကမြေကွက်တအေကကိုဒေါ်လာ20လောက်နဲ့ဈေးစောက်ဖွင့်ရောင်းပါတယ်။ဒီဈေးနှုန်းဟာလူတိုင်းလွယ်လွယ်ကူကူဝယ်ယူနိုင်တဲ့ဈေးနှုန်းဖြစ်လို့သူ့ရဲ့စီးပွားရေးဖြူဟာဒရက်ကင်းကရွေးချယ်မှုကွက်တိဖြစ်သွားပါတော့တယ်။သတင်းမီဒီယာတွေကသူ့ချောင်းကိုလရောင်းစားသူဆိုတဲ့ခေါင်းစဉ်တက်ပြီးစတင်ဖော်ပြလာတဲ့အခါမှာတော့လူအများရဲ့စိတ်ဝင်စားမှုကကြီးမားတစ်ထက်ကြီးမားလာခဲ့ပါတယ်။ လာမင်းဟာလူသားတွေရဲ့ရာစုနှစ်ပေါင်းများစွာစိတ်ကူးယဉ်စရာပါအခုတော့ငွေအသက်ပြမဆိုးတလောက်နဲ့လာမည်ကြီးပိုင်ရှင်ဆိုတဲ့ဂုံမုတ်ကိုရရှိပါလေနောက်ခပါအမျိုးဝက်ကိုပိုင်ဆိုင်ကြလို့ဟောလိဝုဒ်ရဲ့နာမည်ကြီးမင်းသားတွေနိုင်ငံရေးသမားတွေစီးပွားရေးသမားတွေအပါအဝင်ကမ္ဘာတဝန်းကလူဦးရေတန်း6တန်းကျော်ကဟုတ်မဲစီကနေလာမည်ကိုဝယ်ယူခဲ့ကြတယ်လို့ဆိုပါတယ် ။ဝယ်ယူတဲ့သူတိုင်းဟာလည်းလပေါ်ကတင်းငင်အေးချမ်းရေးပင်လယ်ပြင်လိုမျိုးသတ်မှတ်နေရရရဲ့တိကျတဲ့နေရာအမှတ်သားပါတဲ့ရှေ့တစိတ်ခန့်နေထားတဲ့လပိုင်ဆိုင်မှုလက်မှတ်ကိုလက်ခံရရှိခဲ့ကြပါတယ်။ဒါဟာလက်တွေ့ကျတဲ့ယင်းနှိမ့်နှံမှုမဟုတ်ဘူးဆိုတာဝယ်ယူသူအများစုကသိကြပေမဲ့ဒီလက်မှတ်ကိုမွေးနေ့လက်ဆောင်မင်္ဂလာလက်ဖွဲ့အဖြစ်ပေးကြတာမျိုးသူတို့ရဲ့ရုံကန်အေကန်းမှာထူးခြားစမ်းပြတဲ့အလှဆင်ပစ္စည်းဖြစ်ချိတ်ဆွဲဖို့အတွက်ဝယ်ယူကြတာပါ ဒီလိုနဲ့ပဲဟုံမဲဟာလူတွေရဲ့စိတ်ခံစားမှု စိတ်ကူးယဉ်မှုနဲ့ပျော်ရွှင်မှုကိုငွေအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်လက်ဖြားငွေတည်းရဲ့ဟုံမဲတယောက်ကတော့လိုင်းမီခွက်တွေရောင်းစားတာကနေဒေါ်လာတန်ပေါင်းများစွာရပေမဲ့တရားဥပဒေညှင်းပွားမှုကတော့မဆုံးသေးပါဘူးဟုံမဲဟာကုလသမဂ္ဂစာချုပ်ကိုလွဲမှားစွာအတိတ်ပဲဖွင့်ဆိုခြင်းဖြစ်ပြီးလာမင်းဆိုတာလူသားအလုံးရဲ့ဘုံအမွေနဲ့ common heritage of mankind ဖြစ်တာမို့ ဘသူတဦးတယောက်မှပိုင်ဆိုင်권မရှိကြောင်းဥပရိပညာရှင်တွေကပြန်လည်ထောက်ပြကြပါတယ်။ဒါပေမဲ့လည်းဟောမဲကသူ့ရဲ့ပိုင်ဆိုင်မှုတောင်းဆိုချက်ကိုတရားရုံးကတရားဝင်ပယ်ချတာမျိုးမရှိသေးတဲ့အတွက်သူ့လုပ်ငန်းကိုရပ်တန့်ခြင်းမပြုဘဲလပေါ်ကမြေခွက်တွေအပြင်အင်္ဂါဂျိုနဲ့တောက်ကြချိုးတွေပေါ်မှာရှိတဲ့မြေခွက်တွေကိုပါဖော်ပြီးရောင်းချရင်းကနေ သူ့ရဲ့စီးပွားရေးနယ်ပယ်ကိုဆက်လက်ချဲ့ထွင်နေသေးပဲဖြစ်ပါတယ်။2004ခုနှစ်မှာတော့သူဟာသူ့ရဲ့စီးပွားရေးကိုနိုင်ငံရေးအမြင်နဲ့ပေါင်းစပ်လိုက်ပါတယ်။သူဟာ Galaxy အစိုးရ Galactic Government လို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုကိုတည်ထောင်ပြီးဒီ Galaxy အစိုးရဟာလက်မြေကွက်ဝယ်ယူသူတန်းပေါင်းများစွာကိုကူစားပြုတဲ့အာဏာပိုင်အဖွဲ့အစည်းဖြစ်ကြောင်းကြေညာခဲ့ပါတယ်။တစ်ချိန်ချိန်မှာလူသားတွေလောက်ပေါ်အခြေချကြတဲ့အခါအဲ့ဒီလူတွေဟာကျွန်တော်တို့စီမြေကွက်ဝယ်ယူထားသူတွေဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ Galaxy အစိုးရကနေအခွန်တွေကောက်ခံပိုင်ခွင့်တွေရှိလာပါလိမ့်မယ်လို့တော့သူကခက်မှန်မှရေးရဲတင်းတင်းပြောဆိုခဲ့ပါသေးတယ်။ခေတ်တွေပြောင်းလဲလာရတဲ့အမျှသူကလည်းသူ့လုပ်ငန်းကိုခေတ်နောက်ကျမကြံရေးရလျောင်ကြိုးစားပါတယ်။ လက်မြေခွက်ပိုင်ဆိုင်မှုလက်မှတ်တွေကို NFTs Non Fungible Token အဖြစ်ပြောင်းလဲပြီး Blockchain နည်းပညာပေါ်မှာမှတ်တမ်းတင်ပေးရင်သူ့ရဲ့ပိုင်ဆိုင်မှုကို Digital ကမ္ဘာမှာပါတရားဝင်မှုရှိစေဖို့ကြိုးပမ်းခဲ့ပါတယ်။ သူဟာသူ့ရဲ့ Luna Embassy Corporation ကိုအခြေခံပြီးယနေ့ချိန်ထိစီးပွားရေးကိုအောင်မြင်စွာဆက်လက်လုပ်ကိုင်နေဆဲပဲဖြစ်ပါတယ်။သူ့ရဲ့စီးပွားရေးလုပ်ငန်းပုံစံ Business Model ဟာအဓိကအားဖြင့်မဖြစ်နိုင်တဲ့အမှတ်တရလက်ဆောင်ပစ္စည်း Novelty Gift ရောင်းချခြင်းအပေါ်အခြေခံပြီးလဲပတ်နေပါတယ်။ဒီလိုစမ်းသစ်တီချွင်မှုအပြင်နဲ့လောက်ွက်တွေကြောင့်လဲသူဟာကဘာပေါ်မှာထူးခြားစမ်းပြပြီးအငင်းပွားပွေရာစီးပွားရေးသမားတွေကတအုပ်ဖြစ်ဆက်လက်ရည်တည်နေစေပဲဖြစ်ပါတယ်။ ဒင်းနစ်ဟော့ပ်ရဲ့ဇလံဟာစီးပွားရေးလောကအတွက်သင်ငန်းစာတစ်ခုပေးပါတယ်။အဲ့ဒါကတော့တန်မိုးဆိုတာဥရိနဲ့မဆိုင်ပဲလူတွေဘလောက်အထိယုံကြည်လက်ခံလဲဆိုတာပေါ်မှာအခြေခံတယ်ဆိုတာပဲဖြစ်ပါတယ်။သူဟာဥရိကွက်လက်ကိုအတုံးချပြီးမဖြစ်နိုင်တဲ့ကုန်ပစ္စည်းကိုရောင်းချခဲ့တဲ့သူတအူဖြစ်ပါတယ်။ သူ့ကိုယူတူတူလို့ပဲခေါ်ခေါ်လိမ္မာပါနဲ့တဲ့ဆွန်ဦးပြည်ထွင်သူလို့ပဲခေါ်ခေါ်သိကြတာတစ်ခုကတော့ဒင်းနစ်ဟော်ကကမ္ဘာအကြီးဆုံးအအောင်မြင်ဆုံးစိတ်ကူးရင်လက်ဆောင်ပစ္စည်းရောင်းချတဲ့စီးပွားရေးအင်ပါယာကိုတည်ထောင်ခဲ့ပြီးသူဟာယနေ့ထိတိုင်မဲ့လာမင်းရဲ့ပိုင်ရှင်ဖြစ်သူ့ကိုယ်သူခံယူနေစေပဲဖြစ်တယ်ဆိုတာပါပဲဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအရာကတော့ဒီလောက်ပါပဲအားလုံးလည်းကျေနပ်နှစ်သက်လိုက်မယ်လို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့တွေ့ဆုံပါမယ်ရှင်